TNL ခေါင်းဆောင်ဖွဲ့ရဲ့နော်စန်းစန်းနီးနဲ့လုံနီးကိုင်နီးတွေကတော့ကျွန်တော်တို့ဝေဖန်ကြရည်အများကြီးဖြစ်တယ်။ရှာမန်စစ်စီတခုလုံးကတော့ပျက်စီးသွားတယ်။မန္တလေးမန္တရားကြားထဲမှာရှိနေတဲ့နေမြေတခုလုံးကိုစစ်ကောင်စီလက်ထဲကိုထိုးအလျရတဲ့ပုံစံမျိုးဖြစ်သွားတယ်။နွေဦးတော်လန်ရေးကပြီးသွားမှာမဟုတ်ပါဘူး။နွေဦးတော်လန်ရေးအတွက်ပြည်သူတွေပေးခဲ့တဲ့တန်ဖိုးကတမိုင်းမှာမကြုံဘူးအောင်ကြီးကျယ်ပါတယ်။လူတို့ရဲ့ ခံစားမှုနဲ့လူလူရဲ့ဒေါသမြင်လူလူရဲ့ဒီစစ်ကောင်မရှင်ပုံမှာ ပြန်ပြီးတုံ့ပြန်တိုက်ခိုက်လူတွေစိတ်ဓာတ်တွေကိုအခုကဒီကောင်းဆောင်ခွဲ့ကြရင်နှွေးဖြောနေကြတာတရုတ်ရဲ့ပအဝင်ဆက်ဖွဲ့မှုကြောင့်ညီပဲမဟုတ်ပါဘူးကိုယ့်ကိုတော်လိုင်းရေးကိုရောင်းစားခဲ့တဲ့အလုံမျိုးတွေလုံလာတဲ့အတွက်ပိုဆိုးတာပါအဲ့ဒီထဲမှာအဆိုးဆုံးကတော့ NUG ရဲ့ဒီတိအခြေအနေပါ ဟုတ်ကဲ့ဆရာဦးတန်းစိုးနေခင်ဗျာအခုစစ်တပ်ကမကြခင်ရွေးကောက်ပွဲလုပ်ဖို့ဟိုတာဆူနေပြီပေါ့နော်တာဆူနေပြီဆိုတော့ရွေးကောက်ပွဲကအဆင့်30နဲ့လုံမယ်ပြီးရင်ဖေဖော်ဝါရီလထဲမှာလွှတ်တော်ခေါ်မယ်လို့လည်းကျွန်တော်သိရတယ်အဲ့တော့2025ရွေးကောက်ပွဲအခင်းချင်းပြီးအလွန်2026မှာဘလို့နိုင်ငံရေးစီရင်ခင်းချင်းတွေ ဖြစ်လာမလဲဆိုတော့နိုင်ငံရေးစီရင်30ချက်ပေါ့အဲ့ဒါဆရာကိုမေးလိုပါတယ်အဲ့တော့ဒါပေမဲ့ပထမဆုံးအနေနဲ့တည်လို့တာအခုလက်တလောပူပူနွေးဖြစ်တဲ့မိုးကုတ်မိုးမိတ်ကိစ္စပေါ့ ဆိုတော့မိုးကုတ်မှာ TNL ရသဘောတူညီချက်အရတရုတ်ကဲဂျာဝင်မှုနဲ့သူတို့ပြန်ဆုတ်ပေးရမယ်ဆိုတဲ့အခြေအနေပေါ့ဒီအခြေအနေမှာအဲ့မှာဝင်ရောက်တိုက်ခတ်ခဲ့တဲ့ PDF တွေကဟိုစူပေါင်းကာကွယ်မယ်ဆိုပြီးပထမသဘောထားရှိခဲ့တယ်ဒါပေမဲ့အဲ့အခြေအနေကမဖြစ်ခဲ့ဘူးဆိုတော့အဲ့ပုံမှာဆရာဘလို့မြင်လဲဘလို့သုံးသက်ချက်ရှိလဲအဲ့ဒါလေးအရင်ဆုံးသိလို့ပါတယ်ဗျာအခုဒီရှမ်းမြောက်မှာဖြစ်လာတဲ့ကိစ္စတွေအလုံးကတော့ခြေကံအဖြစ်တရုတ်ရဲ့ဖီးယားကြောင့်ဆိုတာရှင်းပါတယ် သို့တော်ညာလေပြုတ်ရဲ့ဖီအားပေါ်ကျွန်တော်တို့တုံ့ပြန်မှုချင်းအဲတော်တော်တော့ကွဲပြားခြားနားမှုတွေတွေ့ရတယ်။ဥပမာဆိုပါစို့ MND ကိုလာရှုပ်တောင်းတယ်။ MND ကမလွဲသာလို့လာရှုပ်ပေးလိုက်တယ်။သို့တော်လာရှုပ်မျိုးပဲပေးလိုက်တယ်။လာရှုပ်မျိုးနဲ့ကိုမပေးဘူး။စစ်တပ်ကမြို့ပြင်ထွက်ရင်တောင်မှ MND ရဲ့စစ်ဆေးမှုနဲ့နော်တာစီမှုကြီးခံနေရတယ်။အဲ့တော့ အပြင်မှာဘာမှထွက်ပြီးလှုပ်ရှားလို့မရအဲ့တော့ပြုတ်ရဲ့အဲဒီတောင်းဆိုမှုကိုမလွဲမချောင်သာလို့လိုက်လျောရတယ်ဆိုပေမဲ့ဒေါ်အင်းဆိုပြီးတော့ကျွန်တော်တို့ကိုယ့်ရဲ့စီးရရအောင်မွေးရထားတဲ့နေပြည်တော်ကလုံးကိုထိုးအပ်တာမျိုးမလုပ်ပါဘူး MND ရဲ့အဲယက်တိဘူးအနေထားကတဘာဝကြတယ်လို့ကျွန်တော်တို့ကကယ်ဖြတ်ပါတယ်အခု DNL ကြတဲ့အခါကျတော့မန္တလေး PDF ကိုဘာမှ သဘောထားမမင်းမြန်းငယ်ဘူးစစ်ကောင်စီကပြေးမယ်ဆိုပြီးတဲ့နောက်ဘယ်နည်းဘယ်ပုံပြေးမှလဲဆိုတဲ့အခါမှာလဲအခုဒေသတစ်ခုလုံးလွှမ်းမိုးထားတဲ့အနေအထားကိုထိုးအမယ်သဘောရှိ PDF တီမနှောက်ရှက်ဘူးနောက်ဆုံးပြီးဘူးပြောတဲ့အတွက် PDF တီကလည်းမြုပ်ပြင်ထွက်နေတယ်နောက်အခြားသောတွဲဖက်နေတဲ့အင်အားစုတွေကိုလည်းသူကစနစ်ကြညှိနှိုင်းတာနော်နောက်ပြီးတော့အကူအညီပေးလိုတဲ့ သဘောထားအဲဆိုတော့လန်ဒန်ခရယာမီတောက်ခွဲဝေမှုပါညာအဲ့ဒါတွေလဲသူကဘာမှစနစ်တကျကောင်းမွန်စွာညှိနှိုင်းဆောင်ရွက်တာဘာမှမရှိ DNA လေးခေါင်းဆောင်ဖွဲ့ရဲ့နော်စဉ်းစားနည်းနဲ့လုံနီးကင်နေနေကတော့ကျွန်တော်တို့ဝေဖန်ကြရည်အများကြီးဖြစ်တယ်ရှာမန်စစ်စီတခုလုံးကတော့ပျက်စီးသွားတယ်မန္တလေးမန္တရားကြားထဲမှာရှိနေတဲ့နေမြေတခုလုံးကိုစစ်ကောင်စီလက်ထဲကိုထိုးအားလျရတဲ့ပုံစံမျိုးဖြစ်သွားတယ်မန္တလေး PDF တွေလည်းဘာမှနော်ဆက်ပြီးတော့အဲ့ဒါတွေကိုတုံ့ပြန်ဆောင်ရွက်နိုင်မယ့်အခြေအနေမရှိပါဘူး။အဲ့ဒီထဲမှာအခြားသောကျွန်တော်တို့လက်နက်ကင်အင်အားစုတွေကလည်းဘသူ့ကိုဘယ်လိုကူညီမှမသိဘူး။အခြေအနေကရောင်းဝါးဝါးဖြစ်နေတဲ့အောက်မှာအခုကတော့အကုန်လုံးဒီစစ်ကော်မရှင်ဘက်ကအသာစီးရသွားတဲ့အနေထား။ကျမ်းမြောက်ထဲမှာရှိနေတဲ့အဲမုံမုံမိတ်ကနေပြီးတော့မန္တလေးအတွင်းမှာရှိနေတဲ့နေရာအလုံးကတော့အခုကတော့ ရှစ်ကောင်စီခြေပနတ်အောင်ရောက်သွားပြီဆိုတော့ကျွန်တော်ဝန်းနေဆိုတာတည်ရှိရပါတယ်ဟုတ်ကဲ့ဆရာဟိုတခုရှိတာကတော့သူ့မှာဘလောက်အခက်ခဲကြီးရဲဆိုတဲ့အပိုင်းလဲတွက်ဆလို့ရတယ်လေဟိုလက်နက်ခဲရန်အစတရုတ်ကဒီလိုပိတ်ပလိုက်တာဟိုကုံစီတွေလာမှုကိစ္စလောင်းစာစသဖြင့်အခက်ခဲကြီးမှာတယ်အဲ့တော့ကိုမင်းမှာသဘောတူညီမှုလုပ်တဲ့ခါမှာသဘောတူညီမှုအတိုင်းသူကဆောင်ရွက်ရတဲ့အပိုင်းဖြစ်မှာပေါ့နော်ဆိုတော့သူ့ရဲ့အခက်ခဲကြီးမားတဲ့အခြေအနေပေါ့လက်ရှိအခြေအနေကအဲ့ဒါကို ထက်တွက်ဖို့မသိဘူးလားထက်တွက်ဖို့လိုအပ်ပါတယ်ဒါပေမဲ့ तू आ तू ခက်ခဲနေကြောင်းပြောမယ်ဆိုလို့ရှိရင် TNL ရ MNDA လောက်ခက်ခဲပါ MND လိုเนาะကျွန်တော်တို့ဖြတ်ငါးဖြတ်ဖြတ်လေးဖြတ် TNL ဒေသကိုလွတ်လို့မရပါဘူးနေစမ်းနေဆိုလို့ရှိရင်မိုင်300ပါဝင်ကျင်တော့လမ်းဝေးပါမိတယ်မန္တလေးတိုင်းကမရယာစင်ကူးစားတဲ့နေမြေတွေပါကျွန်တော်တို့ပေးလိုက်ရတဲ့အခြေအနေဆိုတော့ နည်းနည်းလွန်သွားပြီလို့ထင်တယ်။မန္တလေး PDF အနေနဲ့မန္တလေးနေပြည်မှာဆက်ပြီးတော့ယက်တီဘူတော်တော်ခက်ခဲသွားတယ်။အဲ့တော့သူယက်တီဘူဆိုရင်သူစကိုင်းမဲ့ကိုရတော့ဒီအခြေအနေကဘာလို့ဖြစ်စီလဲဆိုတော့ကျွန်တော်တို့အညာဒေသကလူလူရဲ့ຫນွေဦးတော်လန်ကြီးတရားလုံးရဲ့ဘာပြောအခြေအနေတိမ်းဆောင်အားနေသွားနိုင်တဲ့အခြေအနေကိုရောက်ရှိသွားစီလဲဆိုတော့ကျွန်တော်တို့ကတော့အလေးနဲ့ထားပြီးတော့ ောက်ပြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဆရာအဲ့တော့ဒီရှမ်းမြောက်ဒေသဖြစ်စဉ်နဲ့ပတ်သက်ပြီးသုံးသက်ချက်တော်တော်များများအခုထွက်ပေါ်လာပါတယ်အဲ့ဒါကတော့ကျွန်တော်တို့တစ်တုံညာနှစ်ခုဖြစ်စဉ်မှာတော့ဒီလှိုင်းနဲ့အတူຫນွေဥတော်လိုင်းရဲ့လည်းအားကောင်းလာတယ်အခုတစ်တုံညာနှစ်ခုကပြန်ပြီးတော့ MNDA နောက်ဆုတ်တယ်အခု TNL နောက်ဆုတ်တယ်ဟို AA ကလည်းသူ့ဒေသမှာသူတိုက်ပွဲတွေပေါ်နေရတော့ဒီရှမ်းမြောက်ဒေသမှာအခုလိုဖြစ်တဲ့အတွက်ဟိုຫນွေဥတော်လိုင်းရဲ့ဆရာကုနာပြောသလိုအများကြီးတက်ရောက်မှုတွေဖြစ်လာပြီဆိုတဲ့အတွက် ຫນွေဥတော်တန်လေးပြီးသွားပြီလားဆိုတော့ဟိုမေးခွန်းတွေတော်တော်များများထွက်ပေါ်လာပါတယ်။သုံးသက်မှုတွေလည်းရှိနေပါတယ်။အဲ့ဒီပေါ်ရောဆရာအနေနဲ့ဘယ်လိုမျိုးဟိုသဘောထားပြီးလို့လဲ။ຫນွေဥတော်လန်ရေးကပြီးသွားမှာမဟုတ်ပါဘူး။ຫນွေဥတော်လန်ရေးအတွက်နော်ပြည်သူတွေပေးခဲ့ရတဲ့တန်ဖိုးကတမိုင်းမှာမကြုံဘူးအောင်ကြီးကျယ်ပါတယ်။ရှစ်ကောင်စီဘလောက်ကောင်းမွန်တဲ့အဲလက်နက်တွေနဲ့ အဲထိုးစစ်တွေလုပ်ပြီးတော့ပြည်သူလူထုကိုစစ်ပဏနဲ့နင်းမှုစူးစမ်းလဲပြည်သူလူထုကတော့ရရလဲနေနေကျွန်တော်ဆက်ပြီးခုခံနေမှာပါဒါကြောင့်မို့ຫນွေဥတော်လန်ကြီးမပြီးဆုံးနိုင်သေးပါဘူးຫນွေဥတော်လန်ကြီးရဲ့အချိန်ကြီးနေပါသွားတဲ့အနေထားတော့သူများရှိနေပါတယ်အဲ့ဒါလောက်ပါပဲမဟာဗျူဟာအာစီအချိန်ကြီးရနေပါသွားတဲ့အနေထားကြီးတော့ရှိနေပါတယ်အဲ့လိုရှိတဲ့ကိစ္စကတရုတ်ရဲ့ ပါဝင်ဆက်ဖွဲ့မှုကြောင့်ညီပဲမဟုတ်ပါဘူးအဓိကကတော်လိုင်းရေးအင်အားစုတွေကတော်လိုင်းရေးမဆန်တဲ့စဉ်းစားနည်းတွေနဲ့ကိုဒေသကိုမျိုးသားကိုလူမျိုးအရှင်ပြည်သက်သာရေးအတွက်ကြံတဲ့အင်အားစုတွေရဲ့အဲမျက်နာနဲ့အခြေအနေကို မထောက်ထားပဲနဲ့ကိုကို တော်လိုင်းရေးကို ရောင်းစားခဲ့တဲ့အလုံးမျိုးတွေလှုပ်လာတဲ့အတွက်ပိုဆိုးတာပါအဲ့ဒီထဲမှာအဆိုးဆုံးကတော့ NUG ရဲ့ GDP အခြေအနေ NUG က စကြောင်းအားလုံးနေပြည်တော်ကိုကြည်တက်ကြလို့နော်အထွေထွေထိုးစစ်စတော့မယ်လို့လေတလုံးမိုးလုံးတရားမြောက်မျိုးစုံပြစ်လာခဲ့ပြီဒီနေ့ကတော့နော်မိုးကမိုးမိတ်ကိစ္စကိုသူတို့ကခေါင်းထဲတောင်ထည့်စင်လာဖို့မရပါဘူး NUG ဘယ်အင်အားတွေဘယ်တပ်ဖွဲ့တွေကိုမိုးကကာကွယ်ရေးတွေဘယ်လိုလွတ်လိုက်တယ်ဆိုတဲ့ကိစ္စတွေမရှိပါဘူးလူတို့ရဲ့ခံစားမှုနဲ့လူလူရဲ့ ဒေါသမြင့်လူလူရဲ့ဒီစစ်ကောင်မရှင်ပုံမှာပြန်ပြီးတုံ့ပြန်တိုက်ခိုက်လူတွေစိတ်ဓာတ်တွေကိုအခုကဒီကောင်းဆောင်ခွဲ့ကြရင်နှွေးဖြောနေကြတယ်အခုရင်နှွေးဖြောနေဘူးဒါတော့ခင်ဗျားလည်းကြားမှာပါနှွေးဥတော်လန်ကြီးပါရေးကြီးဆုံးကကျွန်တော်တို့ဝင်းကြီးချုပ်ယုံလို့ပြောပါတယ်ဝင်းကြီးချုပ်ယုံမှာအခုဖြစ်နေတဲ့ကိစ္စတွေတော်လန်ကြီးနဲ့ဘာမှကိုမသက်ဆိုင်ဂျိန်ခန်းနေကြတယ်နော်ခွေးမွေးနေပြီလုံနေကြနောက်ပြီးတော့ မိမကတွဲမယောက်ျားကညီကြီးမူကြအဲ့ဒီထဲမှာလက်ထောက်တွင်းကိုနေလဲပါသေးတယ်။အခွက်ကြည့်ပုံကတော့ကျွန်တော်တင်တာအပြည့်ပဲ။စစ်ကောင်ရှင်ဖွဲ့စည်းပုံတော့ကျွန်တော်တို့ဒီ NUG ရဲ့ဖွဲ့စည်းပုံတော့ကျွန်တော်တောင်းတင်ပြေဝမယ်လို့မထင်ပါဘူး။ဒါပေမဲ့ခက်တာကစင်းမရှိအင်းမရှိနော်။တကားမရှိဒါမရှိထင်းသလိုသုံးဖြုတ်နေကြတယ်။အခုစစ်တိုက်ဖို့လိုလာတဲ့အချိန်မှာ သူတို့ရဲ့အထွေထွေထိုးစစ်လည်းမရှိဘူးပြန်လည်ထိုးစစ်လည်းမရှိဘူးအကူအညီပေးတဲ့အင်အားလည်းမရှိဘူးအဲ့တော့တော်လန်ရေးဒီလိုဖြစ်ရတဲ့အကြောင်းဟာတရုတ်ရဲ့ဖိအားကြောင့်ဆိုတာဒုတိယပြဿနာပထမပြဿနာကတော်လန်ရေးအင်အားစုတွေတော်လန်ရေးကိုခေါင်းဆောင်နေတဲ့အင်အားစုတွေရဲ့တော်လန်ရေးနဲ့မတူတဲ့အာဏာပါဝါဂုံမောင်းမှုတွေကိုကြိုးရှာမှုတွေဘန္နာရေးရအလွဲသုံးစားလုပ်မှုအဲ့ဒါတွေ အလုံးကအခုစုစည်းပေါ်ပြနေတာအဲ့ဒါတွေရဲ့အကျိုးဆက်ဖြစ်ဒီနေ့ပြည်သူတရားလုံးတန်းနဲ့ချီပြီးပါဝင်နေကြတယ်ကျွန်တော်တို့ညွေဦးတော်လှန်ရေးရဲ့စီရေးမဟာဗျူဟာအခြေအနေကအတော်လေးကိုစိုးစိုးဝါဝါကျွန်တော်ကန့်ကြမှာစုနဲ့ရင်းဆိုင်နေတာအခုကပြုပြင်ရေးလို့ကျွန်တော်တို့မတောင်းဆိုတော့ကျွန်တော်တို့အခုတောင်းဆိုတာ NUG နေနဲ့သူ့လက်အောက်မှာရှိနေတဲ့အင်အား300ကိုကျွန်တော်တို့အညာမြေတပေါင်းစုဖွဲ့ပဲက လုတ်ပြီလောလတ်လတ်လှုပ်ရှားဖွင့်ပြီ NUG ကိုကျွန်တော်တို့ကလည်းအလိုလျောက်ပြိုကွဲပစ္စည်းတော့မယ်အဖွဲ့အစည်းအဖြစ်ကျွန်တော်တို့ကဒေါ်လာရင်းရဲ့ဥဆောင်ဖွဲ့ဖြစ်ကျွန်တော်တို့ကအသိမှတ်မပြုတော့ကျွန်တော်တို့အသိမှတ်ပြုတာမပြုတာလည်းရေးမကြည့်ပါဘူးသူ့လိုလိုပြိုတော့မယ်အနေထားရောက်နေပါရှင်းနေမရှင်းနိုင်မလင်းနိုင်ပြိုကွဲတော့မှာကျွန်တော်တို့ဆူတောင်းတာမဟုတ်သို့တော့အဲ့ဒီအင်အားစုတွေတော့ပြည်သူတွေပြည်သူဒေါ်လာရင်းဘက်ကိုလွှဲပြောင်းပေးဖို့ကျွန်တော်တို့ကတော့တောင်းဆို ိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဆရာအဲ့တော့စစ်ကော်မရှင်ဘက်ကိုကြည့်အောင်ပါကျွန်တော်တို့က2026အခင်းကြီးကိုဆက်သွားမှာပေါ့နော်အဲ့တော့အခုမကြခင်ရွေးကောက်ပွဲလှုပ်တော့မယ်ရွေးကောက်ပွဲကဒါစန့်ကျင်ရမယ်ကန့်ကွက်မယ်ဆိုပြီးတော့ຫນွေဦးတော်လိုင်းအင်အားစုတွေကရောဒါဟိုကျွေးကြော်နေကြတာပဲဒါပေမဲ့အခြေအနေကအာဆီယံပြောသလိုတားဆီးလို့မရဘူးသူ့မှသူတော့လှုပ်သွားမယ်နေထားမျိုးရှိနေတယ်ဆိုတော့ ဆရာအနေနဲ့ဘယ်လိုမြင်လဲရွေးကောက်ပွဲပေါ်မှာဟိုရွေးကောက်ပွဲကဖြစ်သွားမလားပြီးရင်အဲ့ရလက်ပေါ်မှာဘာတွေဆက်ဖြစ်လာနိုင်လဲစစ်ကောင်စီဘက်ကလုံးမဲ့အခင်းချင်းပေါ့အဲ့ဒီပေါ်အသုံးသက်ချက်လည်းတည်လိုပါတယ်ဟုတ်ကဲ့ရွေးကောက်ပွဲကတော့နော်အတုအယောင်ရွေးကောက်ပွဲလုံပွဲဆိုတာကိုတစ်ကဘာလုံးကသိပါတယ်ဒါပေမဲ့ဒီနေ့ကာလမှာဒီမိုကရေစီအင်အားစုတွေ EU တို့အမေရိကန်တို့ကကျွန်တော်တို့အသိမမပြုလေရုရှားတို့ ဒီလိုအာနာရှင်အုပ်စုတွေကအတိမတ်ပြူအဲ့တော့အာနာရှင်အုပ်စုတွေအတိမတ်ပြူလို့ရှင်ဘာဖြစ်လာမင်းအောင်လိုင်အယူထနေတဲ့သမရဖြစ်ရင်စီမံကိန်းကလည်းအောင်မြင်သွားမယ်အချိန်ကြီးရှိပါလွတ်တော်တွေပေါ်လာမယ်လွတ်တော်တွေကနေပြီးတော့သူတို့2008အခြေခံပေါ်မှာစစ်ကောင်စီနဲ့ဆရာနာရှင်စနစ်သက်ဆိုးရှည်ရေးအတွက်ကြားကံပါပြထားတဲ့ကျန်းစုတွေအားလုံးဟာပြန်လဲပြီးတော့ဖုတ်ဝင်ရှင်သန်လာတော့ ကျွန်တော်တို့ဗမာပြည်ကိုစစ်ဗနက်နဲ့ဆက်ပြီးတော့နောက်ထပ်အနှစ်တရာလောက်နေနိုင်ဖို့စူးစမ်းကြအောင်ပါပေါ့အရင်တော့ကလူဦးတော်လှန်ရေးနဲ့တန်းသားလက်နက်ကင်တရားစုတွေက80ရာခိုင်နှုန်းစုမှုထားပြီးတော့30ရာခိုင်နှုန်းဒီစစ်တပ်စစ်ကောင်စစ်ကွန်ဖြစ်ဘက်ကစုမှုထားတယ်အခုက50 50လောက်ပြန်ဖြစ်သွားတော့အညာဒေသဟာစစ်ကောင်စီလက်ထက်ကိုရောက်သွားလို့ရှိရင် ကျွန်တော်တို့50 50ချင်းနေရတယ်ကျွန်တော်တို့က30သူက80ပြန်ဖြစ်သွားမှာ तू ကနေပြည်တော်မှုမှု80ဖြစ်မယ်ကျွန်တော်တို့က30ပဲကျန်တော့မယ်အဲ့လိုအခြေအနေဖြစ်မှာအဲ့ဒါကိုကျွန်တော်တို့ဆက်ပြီးတော့တွန်းလာတုံ့ပြန်တွန်းလာမှာကျွန်တော်တို့အခုတပ်ပေါင်းစုမဖွဲ့ဘူးကိုယ့်အကူတူးချင်းနေကြမယ်စုပြီးတော့တိုက်နိုင်တဲ့နေရာတိုက်မယ်เนาะဒါပေမဲ့အဲ့ဒီနေနဲ့ကျွန်တော်တို့စနစ်ကြစူးစီးတိစောက်ထားတယ်စစ်ကော်မရှင်တပ်ကို ကျွန်တော်အနိုင်မတိုက်နိုင်ဘူးအနိုင်မတိုက်နိုင်ရင်တခွဲချင်းစားခံတခွဲချင်းသိမ့်သွားမှာတနေချင်းသိမ့်သွားမှာနွေဦးဒေါ်လာရေးရရေစုံမျောတော့မှာပါအဲ့ဒီအချိန်နေမဖြစ်ဖို့အတွက်ကျွန်တော်တို့နွေဦးဒေါ်လာရေးရအညာမှာရှိနေတဲ့အင်အားစုတွေအားလုံးဒီနေ့တပေါင်းစုဖွဲ့ကြဖို့လိုနေအဲတပေါင်းစုဖွဲ့ဖို့အတွက်ဘာလုပ်ရမလဲအဲ့လိုစုဖွဲ့ဖို့သဘောတူတဲ့ခေါင်းဆောင်တွေအညာဒေါ်လာရေးအင်အားစုတွေကပေါ်ထွက်လာဖို့လိုပါတယ် ဲ့ဒီဟာရဲ့ဖြစ်ပေါ်တူဝမှုနဲ့တစ်ဖက်ကတော့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတည်ရဲ့နော်ပြည်အရူတွေရဲ့နော်တပ်မုံးစုနဲ့ကျွန်တော်တို့တွဲဆက်ပြီးနယူတော်လိုင်းကိုဆက်လက်ပြီးကြကုတ်ကြခဲခုခံမယ်ကြားခံမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာပဲဖြစ်ဖြစ်နယူတော်လိုင်းကတော့ရှင်သန်နေမှာစစ်တပ်ဘက်ကသွားမဲ့လမ်းကြောင်းဟာဟိုဘလို့ပဲဖြစ်ဖြစ်ရွေးကောက်ပွဲသူတို့အထအမြောက်ဝိုင်းဟိုဆိုးကောပေါ့နော်အဆိုးကပေါ်လာမယ်လွတ်တော့ပေါ်လာမယ် အဲ့ဒီမှာဟိုသွားနိုင်တယ်ဖြစ်နိုင်ကြရာတိုင်းရင်းသားတွေကိုငင်းငယ်စကားပြောဖို့သူတို့ပူပြီးကြိုးပမ်းလာနိုင်တယ်ပေါ့နော်ကြိုးပမ်းယုံတဲ့တင်တစ်ဖက်ကလည်းဟိုခဏဖြစ်ဖြစ်စစ်ရက်ပြီးတော့စကားပြောမဲ့အခြေအနေဖြစ်လာမယ်ဆိုရင်ဥပမာ A တို့ KIA တို့ KNU တို့ပေါ့အီးအောင်အကြီးပန်းနေရအဲ့လိုမျိုးဖြစ်လာမယ်ဆိုရင်ဟိုဒီအပြောင်းလဲရအကြီးအမားဖြစ်သွားနိုင်လားမျိုးတော်လန်ရေသူကတော့သမရရာသူရပြီအစိုးရဖွဲ့ဖွဲ့ပြီး လွတ်တော်တွေလည်းသူကနော်ခေါ်ယူနိုင်ပြီဆိုတဲ့အချိန်ကြီးရောက်တာနေတပြိုင်နက် NGA ခစ်တခစ်ကိုသူကပြန်သွားနေအောင်ကြိုးပမ်းမှာဒါကတရုတ်ကလည်းလိုချင်တဲ့ပုံစံလည်းဖြစ်ပါတယ်တိုင်းရင်းသားတွေလိုချင်တဲ့ Federal ခွင့်ရေးတွေတောင်းပေးမယ်လို့ကျွန်တော်သူတို့ကပြောမှာပါအဲ့ဒီမှာနိုင်ငံရေးရနော်မတောင်တင်းတဲ့မကြံ့ကြိုင်တဲ့အင်အားစုတချို့တော့ပါသွားနိုင်ပါတယ်ဒီအစ်စိုးရဟာနော် ဘယ်တိုင်းသားအင်အားစုကိုမှဖက်ဒရယ်အဆင့်မှလည်းပြီးမှာမဟုတ်ဖက်ဒရယ်အခွင့်အရေးတွေရနိုင်မလားမရနိုင်ဘူးလားဆိုတာကျွန်တော်တို့နှစ်ဖူးဟောတဲ့တင်စဉ်းစားကြည့်ကြမလို့ပါဘူးတမိုင်းကြောင်းရရှင်းပြီလားအံပြပေးမှာပြီးရင်စစ်ပလက်အောက်ထားမှာအဲ့တော့အဲ့ဒီကံကြမ္မာမျိုးတွေကိုကျွန်တော်တို့ဝင်ရမယ်ဆိုရင်တော့နောက်ထပ်ပြည်တွင်းဆက်နှစ်တရာကျွန်တော်ဆက်ပြီးဆင်ရွက်ဖို့ကျွန်တော်ကျင်းဆိုင်ရမယ့်အခြေအနေနဲ့ကြုံရနိုင်တယ်ဆိုတော့ကျွန်တော်တော့ထောက်ပြချင် လုပ်ပါလိမ့်မယ်ဒီတော်တော်ကြီးဖွဲ့ပြီးတာနဲ့ဟာညဉ့်ညမ်းကြီးတို့ဟာတို့ဟုတ်ကဲ့ဒါဟိုစစ်ကောင်စီဘက်ကဒီစစ်အုပ်စုဘက်ကကြိုးပမ်းနိုင်ကြအခြေအနေပေါ့နော်ဒါလည်းဟိုဖြစ်နိုင်ကြရှိပါလေလွတ်တော်ပေါ်လာပြီဆိုရင်အဲ့တော့တစ်ဖက်မှာလည်းကျွန်တော်တို့အခြေခံဥပဒေရေးဆွဲနေတဲ့စ조사နေတဲ့ဒီ UNCC တပေါင်းစုအတွင်တရံဆောင်တဲ့အင်အားစုလည်းကျွန်တော်ရှိနေတာ哦ဆိုတော့ဒီဘက်ကလည်းအဲ့လိုအခြေခံဥပဒေနဲ့အတူတိုင်းရင်းသားတွေကပြန်စုဖွဲ့မှုကရောဘာတွေမျှော်လင့်နိုင်မလဲဒီစစ်အုပ်စုနဲ့အပြိုင်ပေါ့ဒီဘက်ကရော ဟိုရလက်တခုဖြစ်လာနိုင်ကြီးရှိနိုင်လားဆရာဘလို့မြင်လဲဗျကျွန်တော်တို့က NUCC တို့ CRPH တို့ NUG ဆိုတဲ့အစိုးရခေါင်းဆောင်မှု အောက်မှာဒါမှမဟုတ်အဲ့ဒါကိုဝန်းရံပြီးလုံနေလို့ကတော့ Federal ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေဆိုတာဖြစ်လာမှာမဟုတ်ဘူးအဲ့ဒါကျွန်တော်တို့အလကားပြောတာမဟုတ်အခု slide လျှံမုံစာကောင်း federal ဝန်ကြီးဌာနလုံနေဖို့ federal ပေါ်စီဖို့ဆာဆာဆုံးက federal ပြည်ညင်လောက်နေသူရက်တာပေါ့ ဒါပေမဲ့ဗရိညင်ဆိုတာကဖွဲ့စည်းပုံမဟုတ်ဘူးလေမရဘူးအဲ့တော့ဖွဲ့စည်းပုံဆွဲပါဆိုရဆိုတော့ဖွဲ့စည်းပုံဆွဲကြတာအဲ့တော့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့လို့ပြီးတော့ဥအောင်ထိုးတို့ဥပဒေပညာရှင်များအဖွဲ့ကဖက်ဒရယ်အခြေခံဥပဒေခင်းကျင်းပြပြီဒါပေမဲ့အဲ့ဒါကို NUG ဖက်ဒရယ်ဝန်ကြီးဌာနဟာလည်းမပေါ့ဆင်းလဲမစင်တော့ဘာကြောင့်လဲဆိုတော့ကျွန်တော်အဲ့ဒါကသူတို့လှမ်းမေးကြည့်လို့ကျွန်တော်သိတာဆက်သူတို့က ဝန်ကြီးဌာနအစိုးရဖြစ်တယ်သူတို့ပဲဥဆောင်မယ်နော်သူတို့ပဲလုပ်မယ်ဒါပေမဲ့သူတို့လုပ်မှာကတော့နောက်ထပ်9နှစ်လောက်ကြာမှအဲ့ဒီဟာကိုခုံထည့်ပေါ်ဖို့လို့အဲ့တော့လက်လောလိုရမှာနောက်ပြီးတော့လုပ်နေတာကလင်လိုင်းနဲ့နောက်ပြီးတော့ကျွန်တော်တို့အပေါ်ကအပေါ်ကနေအောက်ကိုချပေးတာလင်လိုင်းနဲ့နေအောက်ချအမှန်လိုရမယ့်အခြေအနေကဘာလဲဆိုလို့ရှိရင် bottom up လို့အောက်ခြေရလို့ တခြားလုံးပြောလာခဲ့ကြတဲ့ကိစ္စပေါ့ဗမာလူမျိုးကြီးဟွာတာကျင့်သုံးမှုဘာညာဆိုတဲ့ကိစ္စဒီနေ့ NUG ကလည်းအဲ့ဒီသဘောအဲ့ဒီအချိုးပဲလေအဲ့ဒီစိတ်တင်နေရတော့ဘယ်တော့မှဖက်ဒရယ်ချီကံဥရီတက်ကဖြစ်မှာမဟုတ်ကျွန်တော်တို့ဗမာပြည်ကြီးဆိုတဲ့ NLD ကိုစားပြုထားတဲ့အစိုးရဖွဲ့တရက်ကဖွဲ့ကြည့်မှုတရားချချပြတာကိုမင်းတို့လိုက်နာကြဆိုတာမျိုးကဒီနေ့ခင်မှာရတော့မှာမဟုတ်ဘူးဒါပေမဲ့အဲ့ဒါလည်း ကျွန်တော်တို့ကဒါကဒီနေ့ဒေါ်လာရဲ့တောင်းဆိုချက်ရရဆင်ဒုတိယပြဿနာပထမပြဿနာကစစ်နိုင်တိုက်ဖို့စစ်နိုင်တိုက်ဖို့ကတော့ကျွန်တော်ခုနပြောပြလို့လွတ်ရတဲ့နော်ကျေပြတ်နေမာမိတ်တပုံစုကြီးဖွဲ့ဘူးအညာဒေသမှာဖွဲ့မယ်တိုင်းသားဒေသတွေမှာဖွဲ့မယ်အဲ့ဒီမှာအတ္တတွေမာနတွေသူကဘယ်လောက်ဖြတ်တမ်းမှုရှိတယ်ငါကဘယ်လောက်ဖြတ်တမ်းမှုရှိတယ်ငါကဘယ်လောက်တိုက်နိုင်တယ်ဆိုတာတွေအလုံးတဲ့အလုံးညညွတ်တဲ့ တောင်ပေါ်မှာလည်းစူးစီးမယ်တောင်ကျင်းမှာလည်းစူးစီးမယ်ဆိုလို့ရှိရင်ຫນွေဥတော်လန့်ရေးဟာဘယ်လိုမှကျွန်တော်တို့ငြိမ့်သိပြီးဆုံးမသွားနိုင်ဘူးအဲ့ဒီထဲမှာကျွေတလန့်ချက်တခုဆိုသလိုထူးခြားတဲ့တမိုင်းဆိုင်ရာအခွင့်အလမ်းနဲ့အပြောင်းလဲတွေပေါ်လာလို့ရှိရင်နေချင်းညာချင်းနေပြည်တော်ကဝိုင်းမဲ့အင်အားစုတွေပေါ်လာလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်2026ခုနှစ်ဟာအဲ့ဒီလိုအလားလာတွေ စမြင်တွေ့ရပြီဆိုလို့ရှိရင်ကျွန်တော်နောက်9နှစ်တွင်မှာရှင်းနေတာအကြောင်းလေးဖြစ်သွားနိုင်တယ်လို့ကျွန်တော်ယုံကြည်တဲ့အကြောင်းပြောချင်ပါတယ်။ဟုတ်ကဲ့ဆရာဦးတန်းစွန်နိုင်ကျေးဇူးများတင်ပါတယ်။2026မှာဖြစ်လာနိုင်ခြေနိုင်ငံရေးစီရေးသုံးသပ်ချက်ကိုအခုလိုရှင်းပြပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျ။